ျွန်တော်လိုက်နေလိုက်ကျွန်တော်သုံးထိန်နဲ့ဗရိတ်လေးလို့ရေးပေးခဲ့ပြီးတယ်မိတယ်ကျွန်တော်လည်းအလုံးရှုံးနေလို့အဲ့ဒီသုံးထိန်နဲ့ site ကို ပြန်ပြီးမပြပြဖြစ်ကျွန်တော်နှစ်ဦးမှာရှစ်ကိုးလေးအောင်ခဲ့တော့ကအဲ့ဒီသုံးထိန်ဆိုတာနှစ်ဦးမှာတိုင်းဒီနေရာမှာသုံးထိန်ဆိုတာပြောခဲ့ဘူးလေကျွန်တော်လည်းရှုံအများအားဆောင်ကြည့်ပြီးမှတ်သားထားတယ်လူကြီးဘာကြောင့်ပြောခဲ့ဘူးလဲဆိုနှစ်ဦးကတိုင်းကျွန်တော်ဆော့နေတဲ့ဒီရှစ်ကိုးလေးငါးကပ်အောင်သွားတဲ့ line ကနေပဲဒီမှာသူကခွန်ထိတ်ငါးထိတ်ငါးထိတ်ငါးထိတ်သုံးထိတ်အဲ့ဒီခွန်ထိတ်ငါးထိတ်ငါးထိတ်သုံးထိတ်ဆိုတာကကျွန်တော်ကဒီကောင်ကိုရည်ညွှန်းပြီးပြောခဲ့တာ ဒီငါးကစီမှာဗရိတ်ခွန်ဗရိတ်ငါဗရိတ်ငါဗရိတ်ငါဗရိတ်သုံးခွက်ခဲလို့ဒီနေရာမှာကျွန်တော်တို့ကသုံးခဲဆိုပြီးကျွန်တော်စိတ်ဆွဲနေတာစိတ်ဆွဲနေအောင်ပြောခဲ့မိတာကကျွန်တော်လည်းအလုပ်ရှုပ်တယ်ပေါ့နော်ကျွန်တော်ရဲ့အဖွဲ့ဝင်တွေတော့ပြီးတယ်ကျွန်တော်အလုပ်ရှုပ်နေတာအဲ့တော့အဲ့ဒီခွန်ငါးကစီကိုလူတစ်တစ်ပါတဲ့အတွက်ကြောင့်ကျွန်တော်ပြန်ပြောပေးမယ်လीဟုတ်လားပြန်ပြောပေးမယ်ဆိုတာကဒီမှာရှင်းပေါင်း30လို့ဖြစ်ပြီးဆိုတော့ရှင်းပေါင်း30ပေါ့နော်ရှင်းပေါင်း30ဒီငါးကလိုင်းကိုဒီကစားခွက်ကရှင်းပေါင်း30ရှင်း ။အင်းဒီမှာ၈ပေါင်း30ဒီကမဟုတ်ဘူးနော်ဒီကမဟုတ်ဘူးဒီမှာ၈ပေါင်း30၈ပေါင်း30ပြီးတော့ဒီမှာ၈ပေါင်း11၈ပေါင်း11ပြီးတော့၈ပေါင်း12တော့သုံးကတ်မှာတော့9 6 9ခု9 8ဆိုတော့အဲ့ကောင်ကအတက်နော်တွဲဆော်လာ၈ပေါင်း73ဒီမှာ၈ပေါင်း၈ပေါင်း14အဲ့လိုမျိုးသူကဆော်လာ အစော့လဲဆိုတော့သူကရှီပေါင်း၁၀ရှီပေါင်း၁၁ရှီပေါင်း၁၂ရှီပေါင်း၁၃ရှီပေါင်း၁၄ဆိုတော့ငါးကလိုက်မှာဒါဒီရှီပေါင်း၁၀ရာနေဒီဆောင်ဖြတ်ပေါင်းကြီးနှစ်နဲ့ဒီရှီပေါင်း၁၀နဲ့ပေါင်းတော့နှစ်ကိုသူ့ရဲ့နောက်တစ်နှစ်ကျော်မှာဒီကြားထဲမှာလည်းသူစော့သေးတယ်နော်စော့သေးတယ်သူကကြားထဲမှာလည်းသူကစော့သေးတယ်အဲ့ဒီကောင်ကဘယ်လိုစော့လဲဆိုတော့ဒီကောင်ကအဲ့ဒီရှီပေါင်းနှစ်ကိုနောက်နှစ်မှာသူကရှီပေါင်းနှစ်လို့ကစားခဲ့တယ်အဲ့ဒါလို့သူကစားခဲ့တယ် ကျွန်တော်ပြောမယ်ဆိုနောက်တစ်နှစ်ကျော်ခုံပြောလို့လည်းရတယ်နော်ဘာလို့ခုံပြောလို့ရလဲဆိုတော့နောက်တစ်နှစ်ကျော်ဒီမှာရှေးပေါင်းနှစ်လို့ကစားရတယ်ပြောလိုက်တော့နော်တုံညာဒီတုံညာလေးတည်ထားတယ်တုံညာထည့်ရနောက်ကိုအဲ့ဒီရှေးပေါင်းနှစ်ကိုကစားခဲ့တာကစားခဲ့တယ်ဆိုတော့အဲ့ဒီအဲ့ဆိုရင်ကျွန်တော်တို့ကဒီမှာရှေးပေါင်း၁၁ရှေးပေါင်း၁၁မှာလည်းဒီဇောင်းပြပေါင်းကြီး9နဲ့ခုံ6နှစ်ဆိုတော့9နဲ့ဒီရှေးပေါင်း၁၁နဲ့ပေါင်းလို့6ကိုလည်းနောက်သူ့ရဲ့နောက်နှစ်ထဲမှာရှေးရှေးပေါင်း6ဆိုပြီးကစားခဲ့တယ်ဒီမှာကစားတယ်နော်လေးလေးထည့်ရနောက်ကိုစားတယ်အဲ့ဒီလေးထည့်ဒီကိုကျွန်တော်ပါပါလာမှာနော်အဲ့တော့ရှေးပေါင်း၁၂မှာလည်းကွာဒီမှာ ဒီစားမြက်ပေါင်ကြီးလေးအဲ့ဒီလေးနဲ့ဒီရှေးပေါင်းစနစ်နဲ့ပေါင်းလို့6ကိုလေသူ့ရဲ့နောက်နှစ်ထဲမှာရှေးပေါင်း6ဆိုပြီးတော့ဒီနေရာမှာ तू ကဒီမှာကစားတယ်နော်လေးထည့်ရအောင်လေးပိတ်ရအောင်အဲ့ဆိုရင်ကျွန်တော်တို့ကဒီမှာခဏလေးနော်ခဏလေးခဏလေးခဏလေးဒီကောင်ကနာလေးနော် ဒီမှာရှင်းပေါင်း73အလက်ပေါ့နော်ရှင်းပေါင်း10ပြီးတော့ရှင်းပေါင်း71ပြီးတော့ရှင်းပေါင်း72အဲ့ဒီကောင်ရှင်းပေါင်း6ဒီလိုဆောင်ဖြတ်ပေါင်းပြီးလေးနဲ့ရှင်းပေါင်း72ပေါင်းတော့လေ6ကိုသူကနောက်နေချက်မှာရှင်းပေါင်း6ဆိုပြီးတော့လေးဒီမှာကစားရဲပေါ့ပေါ့နော်အဲဘာကြောင့်ကစားလဲဆိုကျွန်တော်ပြောမယ်နောက်နေမှာအဲဆိုရင်ကျွန်တော်ကရှင်းပေါင်း73မှာလေဒီဆောင်ဖြတ်ပေါင်းကြီးကဒီမှာ3နဲ့ဒီရှင်းပေါင်း73နဲ့ပေါင်းတော့6ကိုပဲနောက်နေချက်မှာဆိုရှင်းပေါင်း6ဆိုပြီးဒီမှာကစားလေးပဲလေးဘစ်လေးထည့်ရဲ့နောက်လေးထည့်ရဲ့နောက်ကိုပဲကစားရဲအဲဆိုရင်ကျွန်တော်ကရှင်းပေါင်း14ဒီမှာရှင်းပေါင်း14 အဲ့ဒီရှင်းပေါင်းစလီမှာဒီဇောင်းပြပေါင်းရင်းစင်နေဒီရှင်းပေါင်းစလီနဲ့ပေါင်းလို့လေသူက၄ပဲအဲ့ဒီ၄ကညနေနောက်ညထဲမှာရှင်းပေါင်း၄ဆိုပြီးတော့ဟမ်ခဏလေးနော်ဒီကောင်ကဩဒီကောင်ကကျွန်တော်တို့က sorry 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 ဒီကောင်ကစိုက်ရောသွားတာဒါကဟိုးရှင်းရနေလာတဲ့စိုက်နဲ့ရှင်းပေါင်း၄အရှင်းမရှင်းရှင်းပေါင်း၄ရှင်းပေါင်း၄ဆိုပြီးသူကနောက်ညထဲမှာကစားရဲ့ အဲ့ဒီကောင်တွေကဒီမှာတက်ကတ်ပေါ့နော်ရှေးပေါင်း30ရှေးပေါင်း71ရှေးပေါင်း72ဒီမှာရှေးပေါင်း73ရှေးပေါင်း74ဆိုတော့သူကငါးကက်စီကိုသူရှေးပေါင်းနှစ်တွေကိုနောက်နှစ်မှာဒီလိုကစားပြရတယ်သူရဲ့နောက်နှစ်နှစ်ဦးမှာရိုက်တဲ့အချိန်မှာသူရဲ့ရှေ့ကတုံညာထိတ်စီကိုတုံညာပါဝါငါးနောက်ပိတ်နဲ့တွဲပြီးတော့ဒီရှေးပေါင်းနှစ်ကိုနောက်နှစ်ထဲမှာနှစ်ဦးမှာကစားတာဒါကျွန်တော်ကြော်ခွပြောရရင်နောက်တစ်နှစ်ကြော်မှလို့ပြောရရနော်ဒီငါးကသူရှေ့ကဒီရှေးပေါင်းနှစ်ရဲ့သူကအစစ်အစစ်ရိုက်လာတဲ့ပုံစံကိုပြောတယ်ရှေးပေါင်း30ရဲ့နှစ်ကနောက်နှစ်မှာရှေးပေါင်းနှစ်လို့ကစားတာပဲ ီးတော့နောက်တစ်နှစ်ကျော်မှနှစ်ဦးမှရှေးပေါင်းနှစ်လို့ရိုက်ချင်တဲ့အတွက်ကိုသူဂျားထဲမှာကစားခဲ့တာလည်းအဲ့ဒီရှေးပေါင်းနှစ်ရဲ့သူ့ရှင်နေထဲကထိတ်စည်းကပါဝါကစားပြီးကမှနောက်ဝိတ်ခံတာနော်အဲ့ဆိုရင်ကျွန်တော်တို့ကဒီမှာလဲရှေးပေါင်း6ကိုလဲသူ့ရဲ့နောက်နေ့နှစ်ဦးမှလဲရှေးပေါင်း6လို့ကစားတဲ့အချိန်မှာသူ့ရှင်ရဲ့လေးထိတ်ကိုလေးပါဝါ၉နောက်ပိုင်းတွေတွဲပြီးကစားလာနော်အဲ့ဆိုရင်ဒီမှာလဲသူကဒီရှေးပေါင်း6ပဲဒီမှာလဲအဲ့ဒီရှေးပေါင်း6ကိုပဲသူကလေးထိတ်ကလေးပိတ်ဒီထိတ်က၄ပါပါ၉နောက်ပိတ်နဲ့ဒီရှေးပေါင်း၆နဲ့တွဲပြီးတော့နောက်နေ့နှစ်ဦးမှာသူကကစားတာအဲ့လိုအဲ့လိုကစားခဲ့တာ အဲ့ဆိုရင်ဒီမှာကလည်းသူကဒီ၄ပေကြီးပဲစီရိုက်ခဲ့တာနော်ဒီမှာရှေးပေါင်း6ပဲအဲ့ဒီရှေးပေါင်း6ကဒီမှာလေဒီမှာ၁၁၁၂၁၃အဲ့ဒီ6 3ချက်ပေါ့နော်အဲ့ဒီ6တွေကလည်းသူ့ရဲ့ရှေ့မှာ၄ဖိတ်ခံထားတဲ့အတွက်ကြောင့်၄ပါပါ၉နောက်ပိတ်နေပဲဆိုပုံစံကစားတာအဲ့ဆိုရင်ကျွန်တော်ကရှေးပေါင်း14မှာဒီမှာရလဲ14မှာဒီစောင်းပြပေါင်းကြီး10နဲ့အဲ့ဒီ14နဲ့ပြန်ပေါင်းတော့၄ကိုပဲနောက်နှစ်ထပ်မှာရှေးပေါင်း၄လို့ကစားထားမယ်ကစားတဲ့အချိန်မှာနောက်နှစ်နှစ်ဦးမှာရှေးပေါင်း၄လို့ရိုက်ဖို့အတွက်ကိုသူ့ရဲ့ရှေ့ရထိပ်စီ၄ကို၄ပါပါ၉နောက်ပိတ်နေသူက၄ငါး လေးငါးချက်နဲ့ကစားခဲ့တယ်ပေါ့ဗျာနော်လေးငါးချက်ကိုလေးလေးချက်ကိုကိုးလေးချက်နဲ့သူကပြန်ဖြီးခဲ့တယ်ပေါ့ညဖြီးခဲ့တယ်ဆိုတော့ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်တို့ကဒီမှာငါးကတ်ကြိုက်တော့သူလှည့်စားပြီနော်ဒီရှေးပေါင်းနှစ်ကြောင်ပဲသူကရှေးပေါင်းနှစ်ကြောင်ပဲနှစ်ပါဝါခွန်နှစ်ပါဝါခွန်ဗရိတ်ကခွန်ဖြစ်လို့ခွန်ပါဝါနှစ်နဲ့ခွန်နှစ်တဲ့တွဲကိုဒီရှေးပေါင်းနှစ်တည် ကြာမြစ်ပါဝါဗရိမျိုးပေါင်းခွန်ကိုရှင်းလေးကမှာတော့သူကဒီရှင်းပေါင်း30နေရာမှာပဲဒီမှာဗရိငါရှိလို့ဒီမှာဗရိနှစ်ဝင်တာခွန်နှစ်အတွဲကိုဗရိနှစ်ဝင်ပြီးမှဒီဗရိမျိုးပေါင်းခွန်ကိုအဲ့ဒီရှင်းပေါင်းမြစ်ပါဝါဗရိမျိုးပေါင်းကိုဒီလိုခွန်တာရှစ်ကိုလေးအောင်သွားတဲ့ကစားကွက်အဲ့အဲ့ဆိုရင်ကျွန်တော်ဒီရှင်းပေါင်း6ကို6ပါဝါ ျွန်တော်ကတည်ရဒီပြိတ္တာငါဖြစ်လို့ငါဖြစ်လို့ငါပါပါတုံညာနဲ့တွေ့တုံညာတည်းအတွေ့ကိုရှေးပေါင်း6ပါပါပြိတ္တာမျိုးပေါင်းပြစ်ကိုပဲရှေးပေါင်း30နေရာမှာပြီးတော့ရှေးပေါင်း70နေရာမှာဒီမှာသူကဒီဒီမှာကစားတာပြိတ္တာရှိရှိလို့ဒီမှာတုံညာတည်းအတွေ့ကိုနှစ်ထည့်ပြီးတော့ပြိတ္တာ3ဖြစ်အောင်နှစ်ထည့်ပြီးတော့ဒီပြိတ္တာ3ပြိတ္တာ3ဆိုတာတစ်ဖြစ်တာအဲ့ဒီတစ်ဟာရှေးပေါင်း6ပါပါပြိတ္တာမျိုးပေါင်းပြစ်ဆိုပြီးကစားခဲ့တာအဲ့တော့ဒီမှာဒီရှေးပေါင်း6ကိုလည်း 6ပေါင်း6 6ပါဝါတည်ရပရိကဒီမှာ5ဖြစ်လို့5ပါဝါ3ရနဲ့တွဲပြီးတော့ကျွန်တော်တို့ကပရိနဲ့6ပေါင်း6ပါဝါပရိနဲ့မျိုးပေါင်း1ကိုပဲဒီမှာ6ပေါင်း10 6ပေါင်း7 6ပေါင်း7နေရမှာပဲ3ရတည်အတွဲကိုဒီမှာလာပြီးတော့သူကဒီမှာပြပရိရှိတဲ့အတွဲကြောင့်ဒီမှာ3ရပရိဖြစ်အောင်3ရတည်အတွဲကိုကိုကတ်လိုက်တာနဲ့3ရတည်ကိုဆိုပြီးတပေါက်ထဲနဲ့သူကချသွားတာနော်အဲ့ဆိုရင်ကျွန်တော်ကဒီမှာ6ပေါင်း6ပဲ6ပေါင်း6 6ပါဝါ1ပဲသူကလဲပရိကလည်းသူ5ပဲဖြစ်လို့3ရတည် ၃ညထည့်အဲ့ဒါဆိုဒီ၃ညတိအတွဲကိုအဲ့ဒီနှစ်ထဲမှာပဲဒီမှာရှင်းပေါင်းရှင်းပေါင်း73နှစ်ရမှာပဲဒီမှာ break 6ဖြစ်လို့ဒီမှာ၃ညတိအတွဲကို break 5ဖြစ်အောင်၃ညတိအတွဲကိုလေးကတ်လိုက်တာနဲ့၃ညလေးတိဆိုတော့တပေါက်ထဲပဲသူကထည့်သွားတာဟုတ်လားအဲ၃ညတိကိုဟာလားအဲလေးကွက်ပေါ့နော်အဲ့ဒါငါးကတ်ရမှာကျွန်တော်ကငါးကတ်ရရင်တော့ဖော်မွေးပဲအတိအကျမဆောင်တဲ့တကယ်တမ်းဆိုတော့ဒီရှင်းပေါင်း74နှစ်ရမှာထပ်ထိုးရင်လည်းထိုးပေါ့ဗျာနော်တို့ပြင်မယ်စောင့်ရမှာဟိုငါးကတ်ရအောင်လို့ဖော်မွေးပဲ အပင်ရေဒီကြိုင်နေမှာဖမ်းတယ်ဘာလို့မြင်သားသွားပြီလေအဲဆိုရင်ကျွန်တော်ဒီရှေးပေါင်း၄ကြောင်၄ပါးပါကိုလုံးပိုင်ရေဒီဗရိတ်က၃ဖြစ်လို့၃ပါးပါ၈နဲ့၉၈တွဲကိုဗရိတ်မျိုးပေါင်းပြည့်ဆိုကြမြစ်စားကြတဲ့ရှေးပေါင်းတွဲကိုကျွန်တော်ရေးပေးကြတာဒီနေရာမှာသူကဗရိတ်ရှိရှိတဲ့အတွက်ဒီနေရာမှာဗရိတ်မျိုးပေါင်းရှေးပေါင်း၄ကြောင်၄ပါးပါဗရိတ်မျိုးပေါင်း၉ဖြစ်ရမှာဆိုတော့ဒီနေရာမှာဗရိတ်ဝင်မှဗရိတ်ကိုရှေးပေါင်းတွဲပုံပြီးနေကိုလေးကပ်လိုက်ရုံနဲ့ရှေးပေါင်းလေးတစ်ပေါက်ထဲဒီနေရာမှာ အောင်သွားခဲ့တာနော်ဒါကနှစ်ဦးရတာကျွန်တော်ပြရတယ်အဲ့ဒီငါးကန်လိုင်းမှာအဲ့ဆိုရင်ကျွန်တော်တို့ပြီးခဲ့တဲ့အချိန်ကဒီငါးကန်လိုင်းကိုအဲ့လိုဆိုရင်ကျွန်တော်ရဲ့အကြီးကြီးဝါဒနာရှင်ကြီးပြီးနေတော့ပြီပြီးနေတော့ပြီဆိုရင်ဒီငါးကန်လိုင်းကပဲငါးနှစ်ထဲကိုဒီငါးနှစ်ကိုပြောမယ်ပြောမယ်ဆိုတော့ကျွန်တော်ပြီးခဲ့တဲ့ပွဲကအဲ့ဒီနှစ်ထဲမှာခွာငါးပုံပြီးရဲ့အောက်မှာဒီကနေအဲ့ဒီကနေဟာသူကတစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ငါးချိန်၆ချိန်ခုနှစ်ချိန်၈ချိန်၉ချိန်၉ချိန်မြောက်ကထိပ်စီးဟာ ငါးထိပ်ရှိလို့ငါးပါပါသုံးရထိပ်နေကိုပထမဆုံးပြောတာကကျွန်တော်ဗရိတ်ရှိတစ်ခါပြောတယ်ဒုတိယကသူလှည့်သွားရင်ဗရိတ်၄ဆိုပြီးကျွန်တော်ပြောတယ်နော်အဲ့တော့နှစ်မျိုးထွက်တာဗရိတ်၄ကိုသူကဒီမှာတုံညာဗရိတ်ကိုအဲ့ဒီတုံညာဟာထိပ်စည်းဟာသူ့အပေါ်ကိုးချင်ယောက်ကပါပါထိပ်စည်းသူကကိုးနေနေကြောင်ကျွန်တော်ရှေးပေါင်းနှစ်ကိုကဒီမှာတမူယူသေးတယ်နော်ဒီမှာလည်းတမူဆိုပြီးကျွန်တော်ပြောခဲ့ဦးတယ်နော်အဲဒါကကျွန်တော်ဒီမူနဲ့ကစားတာဆိုတာလေအဲ့ဆိုရင်ကျွန်တော်နှစ်ကက်နဲ့ခွဲဆော့တာပေါ့ရှေးပေါင်းနှစ်ကိုဒီမှာ တော့မူကိုးနောက်ပိတ်မူရင်ငါးနောက်ပိတ်မူရင်တို့ကဒီမှာကစားတာကျွန်တော်ကတော့ဒီကိုးငါးချင်းနဲ့ကစားတာဒီကောင်ကိုမြှုပ်ထားတဲ့အတွက်ကြောင့်အချက်နှစ်ချက်သုံးချက်လေးချက်ငါးချက်ဒီကောင်နဲ့ပြန်ပြီးကစားတာအဲ့ဒီကိုးတွေကြောင့်ပဲသူကကိုးချင်းမြောက်ကပါဝါထိတ်စီးကိုငါးပါဝါ တုံညထိပ်စီနေဟိုဒီခွာငားရဲ့အောက်မှာပုံကြီးကစားတာဒီပရိတ်ဟာတုံညအဲ့ဒီပရိတ်တုံညနဲ့အဲ့ဒီနှစ်ဥပရိတ်ဒီနှစ်ဥပရိတ်ခွန်နဲ့ပေါင်းတော့ခွန်ပုံဒီနဲ့ဟိုဒီကျွန်တော်နောက်ဒုတိယလိုက်မှာခွန်ပုံဒီဆိုပြီးတော့ကျွန်တော်ပြောခဲ့ဘူးလေနော်အဲ့ခွန်ပုံဒီပြောခဲ့ဘူးလေအဲ့ဆိုရင်ဒုတိယကံမှာလည်းအဲ့ဒီနှစ်ထဲမှာခွာငားရဲ့အောက်မှာပရိတ်နှစ်အဲ့ဒီပရိတ်နှစ်ကသူ့အပေါ်၉ချိန်မြောက်သူကနေ၉ချိန်၁ချိန်၂ချိန်၃ချိန်၄ချိန်၅ချိန်၆ချိန်၇ချိန်၈ချိန်၉ချိန်၉ချိန်ကျော်က၉ထိပ်ရှိလို့၉ပါဝါ၄ထိပ်ဝင်ပြီးတော့ဒီမှာပရိတ်နှစ်ဝင်ရတဲ့အကြောင်းရင်းကအဲ့ဒီနှစ်ဦးမှာပရိတ်က၅ဖြစ်လို့ ခွန်ပုံတင်နဲ့ကစားခြင်းလို့ဒီမှာပရိနေဝင်လာဒီနှစ်ဥပရိငါးရဲ့ဒီနှစ်ပရိရဲ့ပေါင်းလို့ခွန်ဆိုပြီးသူကခွန်နဲ့ကစားတာအဲ့ဆိုရင်ကျွန်တော်ကဒီမှာလည်းအဲ့ဒီဒီတတိယကံမှာလည်းဒီတတိယကံမှာလည်းခွာငါးရဲ့အောက်မှာပဲသူကဒီမှာဒီငါတော့အဲ့ဒီဒီငါတော့သူ့အပေါ်၉ချိန်မြောက်ပါသူကနေ၉ချိန်မြောက်၃ချိန်၄ချိန်၃ချိန်၄ချိန်၅ချိန်၆ချိန်၇ချိန်၈ချိန်၉ချိန်၉ချိန်မြောက်မှာကျွန်တော်တို့ကကိုထိတ်ကိုထိတ်ရှိတယ်ကိုပါဝါ၄ထိတ်နဲ့ကစားပြီးတော့ပရိနေဝင်လာကနှီးဥပရိက၅ဖြစ်လို့ အဲ့ဒီငါးပရိနဲ့ဒီနှစ်ပရိနဲ့ပေါင်းတော့ခွန်ပုံပင်နဲ့ပဲသူကကစားပါတာလို့ကျွန်တော်ဒုတိယလိုက်မှာပြောတယ်အဲ့တော့ဒီမှာကလည်းပရိငါပရိငါပရိငါဆိုရင်ကျွန်တော်ပရိငင်ဝင်ရမှာခွန်ငါးရဲ့အောက်မှာပဲသူကဒီမှာခွန်ငါးရဲ့အောက်မှာပဲသူဝင်ခဲ့တယ်အဲ့ခွန်ငါးရဲ့အောက်မှာဝင်ခဲ့ခြင်းကြောင့်ဒီမှာက6တုံက6ကဒီ6တုံက6ကနေအပေါ်9ချိန်မြောက်မှာ1 2 3 4 5 6 9 4 9ခုချိန်မြောက်မှာတစ်ထိပ်ရှိတယ်အဲ့ဒီတစ်ထိပ်ကြောင့်တစ်ပါပါ6ထိပ်နဲ့ဟိုဒီမှာသူက 6ပုံည6ဆိုပြီးပရိနိထက်လိုက်တယ်အဲ့ဒီပရိနိကနှုတ်ဥမှာပရိနိ9ကြောင့်ပရိနိမျိုးပရိနိမျိုးကောင်းသူကခုံပုံဒီမှတ်တမ်းနဲ့သူကစားတယ်အဲ့တော့ငါးကံမြောင်မှာကျွန်တော်တို့ကဒီမှာခွန်ငါလို့ဒီမှာစကြတာခွန်ငါနဲ့အောက်မှာလည်းအောင်လိုက်ရမယ်သူ့အပေါ်9ချိန်မြောက်က1ချိန်2ချိန်3ချိန်4ချိန်5ချိန်6ချိန်9ချိန်10ချိန်9ချိန်9ချိန်မြောက်မှာ3ဖြစ်ရှိလို့3ပါပါ8ထဲနှစ်ဥပဒေက3ဖြစ်3ဖြစ်လို့ဒီမှာခွန်ပုံဒီနဲ့ဆိုဒီနေ့မှာပရိလေးဝင်ရမှာဆိုပြီးကျွန်တော်8ချိန်ပရိလေးဆိုပြီးဒုတိယလိုက်မှာပြောခဲ့တယ် တို့ပြင်မဲ့သူ့ရဲ့အုပ်စုခဏဖြစ်တဲ့၃နှစ်ပဲကစားရတယ်နော်။၃နှစ်ကြီးနဲ့ပဲကစားခဲ့ရ၈ထိတ်နဲ့မဟုတ်ဘူး၈ထိတ်ဆိုကျွန်တော်တို့ပေါ့ပြီ။အဲ့ဒါဆိုရင်အဲ့မှာကျွန်တော်၃၉နှစ်မှာနှစ်နှစ်နဲ့တုံးထိတ်ကကြီးမာလေအဲ့ဒီဒီကျွန်တော်ဆော့နေတဲ့ဒီဒီညမှာတုံးထိတ်ကိုစိတ်ဆွေးနေကျွန်တော်အလုံးရှုံလို့မပြပြတာကျွန်တော်နှစ်ဦးတော့ပြမိတယ်ဒီရှိကိုလေးအောင်ငယ်တော့ပြမိတယ်ဒီမှာပရိခုံပရိငါပရိငါပရိငါပရိလေးတုံးဆိုပြီးတော့ကျွန်တော်ဒီမှာဒီမှာခွန်ဒီမှာခွန်ထိတ်ငါးထိတ်ငါးထိတ်ငါးထိတ်တုံးထိတ် အဲ့လိုမျိုးကျွန်တော်ကဒီမှာလောက်တာအဲ့လိုဖြစ်တဲ့အချိန်မှာလည်းသူကဒီဖောက်သွားတယ်မဟုတ်ငါကတ်ကြရင်တော့ဒီပေါ်ကခါးနဲ့ဒီဗရင်းနဲ့ပေါင်းခြင်းဟာရှစ်ပုံတွေကစားထားတယ်ဒီမှာသူ့အပေါ်ကခါးနဲ့ဒီဗရင်းနဲ့ပေါင်းခြင်းဟာရှစ်ပုံတွေကစားတယ်သူ့အပေါ်ကခါးနဲ့ဒီဗရင်းနဲ့ပေါင်းခြင်းရှစ်ပုံတွေကစားတယ်သူ့အပေါ်ကဒီမှာတုံညာခါးနဲ့ဒီထေစီရမြို့ဂရိတ်ထေစီကိုနော်ငါပြိဆိုငါထေရှစ်ပုံတွေကစားတယ်ဒီနေရာမှာ၃ထည့်ဝင်ပြီးတော့ဒီနေရာခါးနဲ့ဒီမှာဗရင်းသုံးဝင်မှာသူကရှစ်ပုံအဲဒီနေရာမှာကျွန်တော်တို့ကအိုးပြိဝင်မှာ သုံးထိတ်နဲ့ကိုပရိဝင်မှာသူကရှစ်ပုံပြီးဖြစ်ရမှာ။ तू မဖြစ်ဘူးနော်။ तू ကပြောမစို့လှည့်စားတယ်လို့ 3D ရတယ်။ငါကက်တီရောင်းရင်ဖော်မွေးနေနဲ့နောက်ကြကြရင်ကြတယ်အစောကြရင်ကြတယ်။အဲ့ဒါလိုမျိုးအဲ့ဆိုရင်ဟုတ်ပြီကျွန်တော်ကအဲ့မှာကျွန်တော်ပြီးခဲ့တဲ့ပွဲကပြန်ရောက်ဦးလေတစ်ချက်ပြောခဲ့တာကဒီမှာဒီမှာ तू ကငါးခုကိုမရှိနေအပြင်းလိုင်းနဲ့ကျွန်တော်ကတွေ့ကြည့်တာပေါ့နော်။ဒီမှာငါးခုကို ကျန်တဲ့ဟာတွေကခွာငားတွေကဆောနာကပြောတယ်ခွာငားတွေကရှစ်ခုံခွာတယ်ဒီမှာသုံးရငားခွာတယ်ရှစ်ခုံခွာတယ်ဆိုတော့မတူဘူးအဲ့တော့ဒီနှစ်ကက်ကိုခုံကိုကလည်းနောက်ပဲအတူတူကိုကျွန်တော်ကဒီမှာခွာငားလို့စကြတာနဲ့သုံးနှစ်နဲ့ခွာတယ်လေသူ့အကိုပြန်ကြလိုက်မယ်အဲ့လိုမျိုးပြီးခဲ့တဲ့ပွဲကကျွန်တော်လိုက်ခဲ့တာအဲ့တော့ကျွန်တော်တို့ဒီမှာကလည်းသူကဒီနှစ်ဦးမှာမခုံကိုအဲ့ဒီခုံကိုလို့ဖြစ်တယ်နဲ့ဒီနှစ်ကက်ကိုဒီမှာဘရင်ငါသုံးချက်ကိုကြတော့ဒီမှာကျွန်တော်ငါ၆ ဒီမှာချောင်းလာတာလေးရှေးပေါင်းတက်မှာ965ခွန်98မှာတော့ပရိငါ3ချက်ကိုရှေးပေါင်း6တိနဲ့ရိုက်ခဲ့တာအဲ့လိုပုံစံမျိုးကျွန်တော်ခွဲဆော်အဲ့တော့ဒီငကတ်ကိုတူညီမှုကျွန်တော်ပြန်ချိန်ဆက်ဆော်တဲ့ချိန်တကယ်တမ်းကတော့ဒီကောင်ဟာတစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်5ချိန်6ချိန်9ချိန်10ချိန်9ချိန်10ချိန်17ချိန်ယောက်မှမှာခွာငါကို3နှစ်နဲ့ခွာတာအဲ့တော့ကျွန်တော်ကဒီမှာပြီးခဲ့တဲ့ဘွေးရစီမှာ10ချိန်ယောက်မှလာခွာတယ်ဒါပေမဲ့လှည့်စားတတ်တယ်ဖြစ်တဲ့အတွက်ကြောင့်ဒီနေရာမှာကျွန်တော်ပြန်ကြောက်ကိုအဓိကဆော့မယ်ဆိုပြီးကျွန်တော်လိုက်ခဲ့တယ်ဒါပေမဲ့3နှစ်ကဒီချိန်မှာ အချိန်တိုင်းအနေနဲ့ဆိုဒီအချိန်မှာမှာ၁၀ချိန်ပြည့်ဟုတ်လားဒီမှာတစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်၅ချိန်၆ချိန်ခုနှစ်ချိန်၈ချိန်၉ချိန်၁၀ချိန်၁၁ချိန်သုံးနှစ်ကဒီမှာပြည့်ရတဲ့အတွက်ကြောင့်ဒီမှာဒီမှာဒီကက်ကလာတူနေတာသုံးနှစ်နဲ့ခွာတာခွာတော့ပြန်ချလိုက်ရမှာဒီနေရာမှာဒီသုံးခုနှစ်ရအောင်ပြန်ချပြန်ချဆိုရင်ကျွန်တော်ကဘယ်ကနန်းအောင်လုပ်မလဲဆိုတော့ဘယ်ဘယ်ကနန်းလုပ်မလဲဆိုတော့ကျွန်တော်က ဒီမှာအဲ့ဒီမှာရှစ်ကိုလေးပြန်ချအောင်ကျွန်တော်ပြောခဲ့ပုံလေနော်ဘာလို့ဝင်နေရှိတယ်နော်ကြိုက်တယ်ဆိုရင်ပြန်ချချက်ကိုကြိုက်တယ်ဆိုရင်ပြန်ချအောင်ကြိုက်တဲ့ဟာထူပြန်ချရတော့တအားဟုတ်နေတယ်နော်ပြန်ချရတော့တအားဟုတ်ပြန်ချအောင်ကြိုက်တာထူဒီလိုနဲ့ကျွန်တော်ရှစ်ကိုလေးလေးကိုရှစ်တစ်ခွက်ကိုရွေးပေးခဲ့တယ်ဘာကြောင့်လဲဆိုတော့အချားရှူတော်နေနဲ့နှစ်ဦးမှာခုန်ခုန်ရှိဘူးလို့ကြားပြီးဆိုပါပဲကျွန်တော်ဒါနဲ့ကြိုက်တာနော်ရှစ်ဦးရှစ်ဦးမှာခုန်ခုန်ရှိဘူးကြားတာနဲ့ဒီမှာလည်းနှစ်ဦးမှာခုန်ခုန်ရှိဘူးကြားတာနဲ့သူကစားပုံကစားနေတူခဲ့တယ်တူခဲ့တဲ့အတွက်ကြောင့်ခွန်ဟာရှိပေါင်းကွာ ရှေးပေါင်းကြီး၄ပဲဆောင်းကငါးကစီနဲ့ပြန်တွေးရှေးပေါင်း၄ကြောင့်၄ပါဝါကိုကိုပေါ့နော်ကို၄ပါဝါကိုရေဒီကောင်ဗရိတ်၈ဖြစ်လို့၈ပါဝါ၃နဲ့တွဲရှေးပေါင်း၄ကြောင့်၄ပါဝါဗရိတ်၅မျိုးပေါင်း၉ဆိုပြီးကျက်သူက၄ချိန်ထဲမှာတခါလေးလာကစားတာဒီမှာဗရိတ်၉ရှိလို့ဒီမှာဗရိတ်၃ညာဖြစ်အောင်ကိုကိုတုံးကတည်းကရှစ်ကနေရုံနဲ့သူကကိုတုံး၈ဆိုပြီးတော့ဒီမှာဘရိတ်ကိုပုံနေကြတာနှစ်ကလိုင်းအဲ့တော့ကျွန်တော်ဒီမှာနှစ်ဦးမှာခွန်ခွန်ရှိဘူးကနှစ်ကပဲရှိတာအဲ့တော့၈ပါဝါ၄ မဒီရှိပေါင်းလေးကြောင့်၄ပါဝါကိုပရိသတ်၃ပြည့်၃ပါဝါရှိပြောင်းပြန်တယ်ကိုရှိတဲ့တွင်ကိုရှိတဲ့တွင်ကိုရှိပေါင်းခွန်ခွန်ကရှိဘူးကရှိပေါင်းလေးဆိုတော့ဒီမှာဒီမှာတော့၄ချိန်မှာကစားပါဒီမှာဗရိတ်ရှိရှိလို့ဗရိတ်ကိုပြီးတော့ဗရိတ်ရှိပေါ့ဗျာဒီမှာကျတော့အဲ့တော့ဗရိတ်တိဗရိတ်ဗရိတ်တုံညာဗရိတ်တိလို့ဖြစ်သွားတာဗရိတ်ကအကြီးကြီးရှိကိုတဲ့တွင်ကိုဒီမှာရှိဗရိတ်ရှိလို့ဒီမှာရှိကိုတဲ့တွင်ကိုဘယ်ဒီဒီရှိပေါင်းလေးကြောင့်၄ပါဝါကိုပြည့်ရမှာဆိုရင်ဗရိတ်နှမျိုးပေါင်း၉ဆိုတော့ရှိကိုတဲ့တွင်ကိုလေးကပ်လိုက်ရင်ရှိကိုလေးနေမယ်အဲ့လိုမျိုးဖြစ်တာ အဲ့ဒီရှစ်ကူလေးပထမကကိုသုံးရှစ်ကပြန်ကြခဲ့တယ်နော်အဲ့တော့ဒီရှစ်ကူလေးပြန်ကြရမယ်ဒီရှစ်ကူလေးပြန်ကြရမယ်နှစ်ကလိုင်းနဲ့ဒီမှာတော့နည်းနည်းအဝေးမှာကြာခဲ့တယ်တော့အမီးမှာသူကတ်ကြသွားနိုင်တယ်အဲ့ဆိုရင်ကျွန်တော်တို့ကရှစ်အဲ့ဆိုရင်ရှစ်ကူလေးကိုပဲရှူတော့အောင်ကျွန်တော်တို့ကြည့်မလဲလို့တွေးလိုက်တယ်တွေးလိုက်မယ်ဆိုရင်အဲ့ဒီခုခုရှစ်ကူကလည်းသူကဒီမှာနစနေတဲ့ချိန်မှာနှစ်နှစ်ရှိဘူးကလည်းကလင်နာမှာနှစ်ကပ်လည်းရှိတာနော်ကြည့်ပါနှစ်နှစ်ရှိဘူးကအဲ့ဒါလိုနှစ်နှစ်ရှိဘူးလို့ကြာပြီဆိုတာနဲ့သူကကိုထည့် ်ဒါကိုထိတ်ပေါ့နော်အဲ့တော့နှစ်နှစ်ရှည်ဘူးလို့ကြားပြီးဆိုတာနဲ့နောက်နှစ်နှစ်ဦးမှာနှစ်နှစ်ပါပါခွန်ခွန်ရှည်ဘူးဆိုပြီးတော့သူကအတိအကျကစားတာနော်အဲ့တော့ဒီမှာကလည်းနှစ်နှစ်ရှည်ဘူးလို့ကြားနေနောက်နှစ်နှစ်ဦးမှာခွန်ခွန်ရှည်ဘူးဆိုပြီးပါပါကစားတာနော်အဲ့ဆိုရင်ကျွန်တော်ကဒီကနန်းရှစ်ကိုးလေးကိုဒီရှုတော့အောင်လေသူပြန်ကြသွားနိုင်မယ်ဆိုရင်ဘယ်နာမလေးကစီလေးလေးကစီကျွန်တော်ဥပမာလေးနဲ့ပြောပြပါမယ်နော်ဥပမာလေးနဲ့ပြောပြပါမယ်ဆိုရင်ကျွန်တော်တော့မှတ်မထားမိဘူးဘလို့ပဲ လေးကပဲရှိတယ်ကလေးနော်3နှစ်နှစ်ဒီမှာ3နှစ်နှစ်ခဏလေးနော်ကျွန်တော်ရှာလို့3နှစ်နှစ်ကျွန်တော်မှတ်မထားဘူးစိုက်ကြည့်ပြီးတော့ပဲဟိုဖြစ်လိုက်တာအဲ့ဒီမှာဟုတ်တယ်နှစ်ကိုရှိအင်းနောက်3နှစ်မှာ3နှစ်နဲ့၄ကတ်ရှိတယ်ပြန်လာမှဒီလိုနောက်နောက်ဆုံးထိုးတာပေါ့နော် ၃နှစ်နေလို့နောက်ဆောင်ထိုးတာလေးတက်ရှိတယ်။ဒီမှာ၃နှစ်နေလို့နောက်ဆောင်ထိုးပြီဆိုတာ ਨੇ ဘရိတ်လီ။အဲ့ဒီဘရိတ်လီရဲ့နှက်ခတ်သူ့အောင်မှာခွားနှစ်။ခွားနှစ်လို့ဖြစ်တယ်လေသူက။ခါ၆ခါနဲ့စီညာလာတာနော်။၆ခါစီညာ။အဲ့တော့ဒါပထမကံပေါ့နော်။ဒုတိယကံကျတော့ဒီမှာ၃နှစ်နှစ်ဖြစ်ပြီဆိုတာ ਨੇ ဒီမှာဘရိတ်လီ။လေးကြောင့်လေးနှက်ခတ်ခွားနှစ်။၆ခါပြီးတော့ခွန်ခါနဲ့လာတယ်နော်။အဲ့ဆိုရင်ကျွန်တော်ကဒီမှာ၃နှစ်နှစ်။၃နှစ်နှစ်လို့ဖြစ်တာ ਨੇ ဘရိတ်က၈။၈နှစ်ခတ်ခွားပေါင်းခွားတက် 6ခုရှိဆိုတော့6ခုဆိုတော့ဒီမှာ6ခါစီနီယာမြည်လဲနော်အဲ့ဆိုဒီမှာလေးကက်မြောက်ပဲရှာကြည့်ပါနော်ကလင်နာမှာလေးကက်ပဲရှိတယ်3မိနစ်ဗရိတ်ကတော့4ဆိုရင်3မိနစ်အတွင်းပဲလောက်သွားမလားပေါ့နော်သူမဟုတ်လှည့်စားတယ်နော်3မိနစ်ဗရိတ်က4ကြောင့်သူကခွာနှစ်ခါးတွေက6ခါခွန်ခါ6ခါဒီနေရာမှာ6ခါသူစီနီယာမြည်လဲမယ်လीအ အဲ့ဒါဆိုရင်ကျွန်တော်ဘာတွေရမလဲဆိုတော့ကျွန်တော်တို့ကြိုက်တယ်698ဆန္ဒကပြန်ကြနော်698ကိုလေးကိုတင်ထုံးမယ်ရှစ်ကိုလေးတင်ထုံးမယ်ဒီကောင်ကရမ်းမယ်စီစီဆွမယ်ပေါ့နော်ကိုခါနဲ့ခွာနေဆိုရင်တော့ည9နှစ်နှစ်90ဒီကိုစေတိကိုတိနော်ဒီကိုတိ ီကူတီတုံကူ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 တုံအဲ့တော့ဘယ်လောက်ရှိပါလဲ9 6 9 6ဒီ sequence series ဆိုရင်2 4 6 10 ဒီဆယ်ခွက်ကိုစီစီဆွဲပြီးတော့ဟောဒီကနန်းနဲ့ခွက်ကိုတော့နည်းနည်းတင်ထိုးလိုက်ပေါ့နော်တင်ထိုးလိုက်ပေါ့ဒါကကျွန်တော်ရဲ့၁၂ချိန်မှာ member ကနန်းမင်းပေါ့နော်ရှယ်ဝေါ်တစ်ခွက်တော့ချန်ထားတယ်ဒီရှယ်ဝေါ်ကလည်း member တွေအခုဆက်ကြည့်ပြီးတော့ဘာကြောင့်ရှယ်ဝေါ်ကိုအဲ့တခွက်ထဲယူလိုက်တယ် main ဝေါ်ပေါ့နော်တခွက်ကောင်းယူလိုက်ရဲ့ဆိုရင်ပြီးမှာပါနော်ကျွန်တော် member ကောင်းမှမနေ့ပြန်လောက်မှလိုက်လို့လို့နေတယ်ကျွန်တော်ဒီနေ့ကနည်းနည်းမထင်မှတ်ပဲအလုပ်တာအရှုပ်ပေါ့နော်ကျွန်တော်ရဲ့အလုပ်ပေါ့နော်အဲ့တော့နားလည်ပြကြပါ ်တချို့ကနန်းလေးတွေလွတ်သွားလေးရှိတယ်ဗျာကျွန်တော်ကကနန်းတော်ဝင်ယူတိုင်းမဲ့ကျွန်တော်မှမလို့သိတယ်ကျွန်တော်ဘာလေးအလုပ်ရှုပ်နေလဲဆိုတာလေမထင်မှတ်နဲ့အလုပ်လေးတွေရှုပ်သွားတာပေါ့နော်လိုက်ရှုပ်လေးတွေချဲရကြီးတယ်လိုက်ရှုပ်လို့မဟုတ်ပါဘူးကရိုင်းနေရလဲခက်ခဲတယ်ပြီးခဲ့တဲ့ပွဲကဆိုသုံးကိုနှစ်ရောင်းပြီးတော့နှစ်လေးကြံတယ်အဲသုံးထိပ်နဲ့ပြိကြီးကြီးပြီးတာသုံးကိုနှစ်မှာရှင်းသွားတယ်ကံလဲပါတာပေါ့သုံးထိပ်ကကျွန်တော်စိတ်ဆွဲနေလို့နှစ်ဥပဒေကျွန်တော်ပြောခဲ့တယ် YouTube channel တွေမှာရှိတယ် ဘရိခွန်ပရိင္ငါဒီမှာတရားကိုကျွန်တော်နှစ်ဥပဒေရှိကုန်လေးဟောဖြစ်ပြီးတောက်လျှောက်ပြောရတယ်ဘရိခွန်ပရိင္ငါပရိင္ငါပရိင္ငါပရိသုံးချက်ဒီနေ့ပရိသုံးသိခရင်သူကဒီမှာသူကခွန်ဘရိခွန်ကြောင့်ခွန်ထိတ်ပရိင္ငါကြောင့်ငါထိတ်ပရိင္ငါကြောင့်ငါထိတ်ပရိင္ငါကြောင့်ငါထိတ်နှစ်ဥပဒေသုံးချက်သုံးထိတ်ဆိုပြီးကျွန်တော်ဒီငါးလုံးဆွေးပြောပြမယ်နှစ်ဥပဒေရပါဘောနော်ဒီငါးလုံးမင်္ဂလာပါကျွန်တော်မင်းလက်ပြန်မှန်ပါကောင်းပါ တကွက်ကောင်းယူထားတဲ့ member တွေအတွက်အပတ်စဉ်ရှင်းအောင်ယူထားတဲ့ကဏ္ဍကိုဘာကြောင့်အဲ့ကဏ္ဍယူလိုက်လဲဆိုတော့ကျွန်တော်ရှင်းပြမယ်နော်အားလုံးပဲဒါက member တွေဟာ power to ကဏ္ဍနေဖြစ်ပါတယ်ကျွန်တော်တကွက်ကောင်းပဲခြံထားပါတယ်နော်တကွက်ကောင်းယူခြင်းတဲ့လူတွေကတော့ဒါကကျွန်တော်ချေကျွန်တော်တို့လည်းပုံရမှုတွေရှိရယ်ပေါ့နော်ဘီတွေလည်းကုန်နေပေါ့ဗျာဒါကအဲ့တော့အပတ်စဉ်ဖုံးပြီးနေဝေခြင်းတဲ့လူတွေအတွက် MBD ဖုံးပြီးတဲ့တောင်းနဲ့ခြေတစ်ချိန်စာအောင်ပေါ့နော်၃ဦးလက်ခံပြီးတယ် မမတပတ်စာယူနေတဲ့လူတွေကတော့မြန်မာပြည်အရဆိုရင်တောင်းချက်တုံးကြိစာဆို2000ချက်ပါ2000ဝက်ချက်ပါနော်ထိုင်းရဆိုရင်ဘက်တရာတကြိစာကိုတုံးကြိစာဆိုဘက်နေရပါတနင်္လုံးကဆိုရင်ဒီ12ကြိမ်ရနေနှစ်ကုန်ထိဘက်တထောင်ပါနော်မြန်မာပြည်အရဆိုရင်ကျွန်တော်ကိုတော်မေးယူပါတယ်နော်အားလုံးပဲမင်္ဂလာပါဗျာ